တောင်ကိုရီးယားနိုင်ငံကိုတွားရောက်လုတ်ကန်ခွင့်ရရှိမဲ့ EPS စာမေးပွဲကိုရှောက်ထားတဲ့သူတွေများပြားပေမဲ့တွားရောက်ခွင့်ရရှိဖို့မတေချာတာကြောင့်ယခုနှစ်ဖြေဆိုသူ900ကျော်သာရှိခဲ့ပါတယ်။အစိုးရပြည်ပအလုပ်အေဂျင်စီရဲ့ထုတ်ပြန်ချက်အရ2025ခုနှစ်ကိုရီးယားဘာသာအရေးချင်းစစ်အထူးတည်တံ့စာမေးပွဲကိုဖြေဆိုနိုင်သူလူ9900ကျော်ရှိခဲ့ပေမဲ့900ကျော်သာဖြေဆိုကြမှာပါ။ ိုရီးယားမှာအလုပ်လုပ်ခဲ့ပြီးပြန်လာတဲ့သူတွေလည်းဖြည့်ဆို့နိုင်ပြီးလူဟောင်းတွေကိုဥစားပေးမဲ့အစီအစဉ်ကြောင့်လည်း2025ခုနှစ် EPS စာမေးပွဲကို ဖြည့်ဆို့မဲ့သူတွေရောနေသွားခဲ့တာပါ EPS စာမေးပွဲကို ဖြေဆိုထားကြပေမဲ့အလုတ်အကန်ရရှိမှုနေပါပြီးယခင်ဖြေဆိုပြီးတဲ့သူတွေတောင်အလုတ်မရကြသေးသလိုစစ်ကောင်စီရဲ့ထိန်းချုပ်မှုကြောင့်ပြပထွက်ဖို့ခက်ခဲနေတာတွေလည်းပါပါတယ်။ မြန်မာနိုင်ငံမှာ EPS စာမျိုးပွဲဖြည့်ဆို့အောင်မြင်ပြီးတဲ့သူတွေတောင်းချီရှိနေပေမဲ့လည်းအခုအချိန်ထိကိုရီးယားနိုင်ငံကိုတွားရောက်လုတ်ကန်ခွင့်မရသေးပဲနှစ်နဲ့ချီစောင့်ဆိုင်နေသူတွေလည်းရှိပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့လတွေတုန်းကတောင်ကိုရီးယားအစိုးရကလူဟောင်းတွေကိုဦးစားပေးခေါ်ယူတန်းစီတဲ့စနစ်ကိုကျင့်သုံးမယ်လို့ထုတ်ပြန်တာကြောင့်လည်းအခုလို EPS စာမျိုးပွဲဖြည့်ဆို့မဲ့လူတစ်တွေရော့နေသွားခဲ့တာပါ။